အားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါ Liverpool အသင်းကအခုဒီအပြောင်းရွှေ့ဈေးကွက်ပေါ်လေနွေရာသီမှာအာနီစလော့တို့ကလုံလောက်တဲ့ကစားမရောင်းချမှုတွေဝယ်မှုတွေပြုလုပ်ပေးဖို့ပြင်ထားတယ်အဲ့ဒီချိန်မှာအာနီစလော့ကို100%အိုက်စင်မှုတယောက်ခေါ်ယူပေးမယ်လို့ကလပ်ဘက်ကအတည်ပြုပြီးတော့ခတိပေးထားတယ်ဆိုတော့တိုက်စင်မှုဆိုရင်တော့နူးညက်ထွက်မယ်ဂျိုတာထွက်မယ်ဆိုတဲ့သဘောဖြစ်ပြီးတော့လီဗာပူးကအာလာဇနာအီဆက်ကိုနံပါတ်1ထားတယ် ဒါပေမဲ့ခတ်တာကအီဆက်ရဖို့ကလည်းအမတန်ခတ်တယ်အီဆက်လိုကစားမတယောက်တွက်ကတန်၁၈၀လောက်ကိုလီဗာပူးလိုအသေးမျိုးမပြောနဲ့ဘယ်အသင်းမှတော့မှာမဟုတ်ဘူးလီဗာပူးကအရင်ကပြောင်းရွှေ့ခြင်းကိုကြစ်ကြစ်လစ်လစ်သွားတဲ့အသင်းဖြစ်တဲ့အတွက်အီဆက်ရဖို့ကတော့ဖြစ်နိုင်ခြေကမရှိသလောက်ပဲအဲ့နေရာမှာကလပ်ဖက်က အာနီစလော့ကိုတော့တီချပေါက် တိုက်စင်မှုတောင်ခေါ်ယူပေးမယ်ဆိုတော့လီဗာပူးကဒါသူတို့ထုံးစံအတိုင်းသူတို့သွားနေတဲ့ transfer policy အတိုင်းကစားမအစ်တယောက်ရဖို့ကစားမရောင်းချဖို့ဆိုတဲ့အချက်တွေကြောင့်အခုလီဗာပူးဟာသူတို့အသင်းရဲ့လက်ရှိကစားမတွေထဲကနေကစားမတွေအချို့ကိုရောင်းဖို့ပြင်ဆင်ထားတယ် Athletic Report မှာဖော်ပြချက်ရဆိုရင်လီဗာပူးကကစားမ၃ယောက်ကနေတန်း80တတ်မှတ်ထားပြီးတော့အဲ့တန်း80လောက်ရဖို့မျှော်လင့်ထားတယ်အဲ့ဒါကတော့တိတ်နေမယ်ကြီးတဲ့ကစားမတွေထဲက ဂိုလမာကယ်လာဟာကယ်လာဟာတော့ဒါလီဗာပူးရဲ့ second choice ဖြစ်တယ်ဒါပေမဲ့မမဒက်ရှ်ဘီလီရောက်မှာဖြစ်တဲ့အတွက်ကြောင့်သူကအဲဒီမှာဆက်မနေတော့ဘူးဆိုတော့သူတတိယဂိုလမဖြစ်သွားနိုင်တဲ့အတွက်ကြောင့်ကယ်လာဟာထွက်မယ်လီဗာပူးကကယ်လာဟာရှိကအနည်းဆုံးတန်း20အစိတ်လောက် target ထားပြီးတော့မှနောက်လူငယ်ကွင်းလေးကစားမှထိုင်လာမော်ဒန်ရဲ့မော်ဒန်ရဲ့ပြီးတော့မှဒီတစ်ဖက်ကဒါတောင်ပင်ကစားမဘန်တုတ်ရဲ့ဒီစားမ3ယောက်ရှိတာနေလီဗာပူးက80လောက် target ထားတယ် တန်ချစ်စလောက်တာဂက်ထားတယ်ဒီကြားထဲမှာအငှားချထားတဲ့ budget တွေရှိမယ်နောက်တစ်ဖက်ကဒီ Harvey Elliott ကတော့အသင်းမှာဆက်နေဖို့ဆုံးဖြတ်ပြီးတော့နေရာတွက်တိုက်ပွဲဝင်သွားမယ်ဆိုပေမဲ့ Liverpool ကအခု Ibrahim ကနာတီကိုတက်တန်းတူးရမယ် Luis Diaz ကိုတက်တန်းတူးရမယ်ကနာတီက2026မှာကုန်မယ် Luis Diaz ကတော့20ခေါ်မှာကုန်ပြီးတော့ Liverpool ကဒီသားမနေရာကိုတိုးမယ်ဒါပေမဲ့အခု Darwin Nunez ကိုသူတို့ကတန်း90တတ်မှတ်ထားတယ်တန်း90တတ်မှတ်ထားတယ် ူညက်ကိုတန်း90ဒီကိုဂျိုတာကိုတန်း90တတ်မှတ်ထားတယ်ဒီကြားထဲမှာဂျာဗီစီမွန်အပါဝင်တခြားပြစ်မှတ်တွေတောင်းစတူကတ်ကကွင်းလေကစားမတယောက်လည်းသူတို့တောင်းလျှောက်ကြည့်လို့ခရစ်စတယ်ပယ်လစ်ကအာဒမ်ဝေါ်တာမှာကြည့်တယ်အာဒမ်ဝေါ်တာကယူကာဆယ်ခရစ်စတယ်ပယ်လစ်ကနေယူကာဆယ်လီဗာပူးမန်စီးတီးနဲ့အသင်းကြီးတွေလိုက်တော့တန်း80လောက်ထိတောင်းထားတယ်ဆိုတော့အဲ့ဒါကလီဗာပူးရဲ့အခုလောလောဆယ် option ဖြစ်တဲ့အချိန်မှာကလပ်ဖတ်က Manchester United နဲ့သူတို့အပြိုင်လိုက်နေတဲ့ Wayne Chikri ကိုအသေးတန်လိုက် ဒီကစားမကလစ်ဗာပူးနဲ့မန်ချက်စတာယူနိုက်တက်နှစ်သင်းကတော်တော်လေးသဘောကျတယ်ကစားမကတသင်းကိုတသင်းကိုရွေးချယ်ဖို့စဉ်းစားတဲ့အခါမှာပြောင်းရွှေ့ခြေကတော့ပေါင်25တန်ယူရိုတန်း30ပဲရှိတယ်။သူရဲ့ငါမားကတ်ပေါက်ကြီးကလည်းတန်း30ပဲရှိတယ်။လက်ရှိမှာဆာဂျိုကလည်းနောက်ဆုံးတစ်နှစ်ပဲကျန်တော့လီဗာပူးကအားအကိုလက်ဦးမှုရဖို့လုပ်နေတယ်။ကျွန်တော်တို့ဒီသားမကိုလီဗာပူးကပေါင်25တန်နဲ့ခေါ်ယူဖို့ကြိုးပမ်းနေတဲ့အချိန်မှာ မန်ချက်စတာယူနိုက်တက်ကလည်းစိတ်ဝင်စားပြီးဆက်သွယ်ထားတယ်။လီယွန်ကပြောထားပြီးသားဘယ်သိမဆိုသူတို့လူချင်းနဲ့ပြောင်းရွှေ့ချင်းတန်း30ပေါင်25တန်းပေးရင်ခွင့်ပြုမယ်။ဆိုကစားမရဲ့ decision ပဲမန်ယူနိုက်တက်ကိုပြောင်းမလားလီဗာပူးကိုပြောင်းမလားဆိုပြီးတော့ဆုံးဖြတ်ချက်အလေရောက်တဲ့ချိန်မှာဒီလက်ရှိမှာဒါပြည်သက်နမည်ကြီးလခိသတင်းစာရဲ့ပေါ်ပြချက်ရ Ryan Chikri ဟာဒါ Manchester United ထက်ဆာရင် Liverpool ကိုຫນွေရာသီမှာပြောင်းရွှေ့ဖို့ဆန္ဒရှိတယ် ်ပေါ်နာဟော့စပါကလည်းသူ့ကိုလိုချင်နေသည့်တိုင်အောင်စပါယိုယူနိုက်တက်ကိုကြော်ပြီးတော့ချီကီယာလီဗာပူးကိုပို့ပြီးပြောင်းချင်တယ်လို့ဖော်ပြတယ်တကယ်လို့သူပြောင်းမယ်ဆိုရင်တော့သူကနံပါတ်10ကိုဝင်သွားနိုင်တယ်နံပါတ်၁၀ကိုဝင်သွားနိုင်လို့မိုဆာလာရဲ့ plan B လည်းဖြစ်ကောင်းမြင်တယ်။ဒါပေမဲ့ဂူဒလောဆယ်မှာတော့လီဗာပူးကဘန်ထုတ်ရဲ့ထိုင်လာမော်တန်ရဲ့ကယ်လာဟာအပါဝင်ဘတ်ဂျက်စတင်နဲ့ဇာမအချို့ကိုသူတို့ရောင်းထုတ်ပြီးတော့မှတန်း၈၀လောက်သူတို့ ပတ်စံရှာမယ်။ Ryan Chiqui ကိုစိတ်ဝင်စားပြီးတော့ center forward တစ်ယောက်တေချာပေါက်ခေါ်မယ်ဆိုပြီးတော့ဒါ FSG ကတော့ပြင်ဆင်နေတာပါ။အားလုံးကျေးဇူးတင်ပါတယ်။